င်္ဂလာပါရှင်ချောပါဒီနေ့ချောကဒီနေရာကိုဘာလို့ရောက်နေရလဲဆိုတော့ထုံးစံအတိုင်းပဲပြိသက်ကြီးကိုအရန်ဟိုမှာချစ်စရာကောင်းပြီးတော့ romantic ဆက်ဆံနေရာကောင်းလေးတစ်ခုကိုညွှန်ပေးခြင်းလို့ရောက်နေရပါအဲ့ဒီနေရာလေးကတော့ဘယ်နေရာလေးဖြစ်မလဲဆိုတာကိုသိချင်ချောနဲ့သူထုံးစံအတိုင်းလိုက်ကြည့်ကြမယ် ဒီဆိုင်လေးကဝင်လိုက်တာနဲ့ရှောင်းလန်းလေးရဆရိုမန်တစ်ဆန္ဒမဟုတ်လို့အစ်စ်ဒိတ်ချင်တဲ့အတွဲတွေတော်တော်အဆင်ပြေပါတယ်။လမ်းမပေါ်ကကြည့်လိုက်ရင်ဖျားပင်းနာမှာမို့ချောကိုတိုင်းတော်မှာကျင်းမယ်လို့ထင်ထားကြတာပေါ့နော်။တကယ်တမ်းကျတော့ဆိုင်လေးကထင်ထားတာထက်တော့မှကျဲတဲ့အပြင် air con တစ်ခန်း indoor ရောအစ်စ်ချက်ကျင်တဲ့က outdoor အပြင်ပုံရိုက်ရှင်စရာပန်းခြံပုံစံလေးရောသူ့နေရာနဲ့တူရှိတာမဟုတ်လို့ချောလိုပုံရိုက်ရတာဝါသနာပါတဲ့ကောင်မလေးတော်တော်အသင့်တော်ဆုံးပါပဲ။ ချောဖို့တိုင်းတော့မှဒီဆိုင်လေးမှာပုံလေးတွေအများကြီးရက်ဖြစ်ခဲ့သေးတယ်။ဒါလေးကတော့ယူပဒနာပေါ့နော်။ Strangers in a ဒီဆိုင်လေးမှာရတဲ့မီနူးလေးတွေကအတော်ဆုံးတယ်ဈေးလေးတွေကလည်းအတင်းတင်းရှိတယ်ပေါ့နော်အဲ့ဒီထဲမှာမှချောသဘောအကျဆုံးကတော့မော်ရင်းကားနဲ့ထမင်းကြော်ပါပဲချောကဘဲဆာရောက်ရောက်အဲ့ဒီနှမျိုးတော့အများထဲမှာစားဖြစ်တယ်ပေါ့နော်အဲ့ဒီနေ့ကဆိုလို့ရှိရင်လည်းချောရောက်သွားတာကနေ့လယ်၁၂နာရီကြော်ပြီးဖြစ်တဲ့အတွက်အဲ့လိုအချိန်မျိုးမှတော့မှမော်ရင်းကားရသေးတယ်ဆိုတော့ချောလိုမျိုးမော်ရင်းကားစားရတာကြိုက်တဲ့သူတွေအတွက်တော့တကယ်ကိုအဆင်ပြေပါတယ်မှားစားတယ်မီနူးတစ်ခုချင်းစီတိုင်းကလည်းရတာလေးတွေကတကယ်ကောင်း ါလဲဒီဆန်ရောက်လို့ရှိရင်ချောအခုမှာစားတဲ့မီနူးလေးတွေကို try ကြည့်ဖို့တော့ချောက recommend ပေးချင်ပါတယ်ရှင်Tyson. should probably cut it out. Damn sure, gonna ruin it. Yeah, you and I, we were sugar sweet. ဒီနေ့ချောရှဲရင်းလုပ်ပြပေးခဲ့တဲ့ဆိုင်လေးကတော့ဗဟန်းမြို့နယ်ရွှေကုန်းတိုင်းနမပေါ်က၅တက်ကြီးဖရာဘေးနားက Sandwich House Bistro ဆိုတဲ့ coffee ဆိုင်လေးပဲဖြစ်ပါတယ်။ဒီဆိုင်လေးကပည့်ရမရှိဖွင့်လှစ်ပေးတာမလို့မနက်9:00နာရီခွဲကနေည9:00နာရီထိတိုက်တဲ့အချိန်လာခဲ့လို့ရပါတယ်။ခေါက်နဲ့သူနောက်ပြည်တွေမှာပြန်တွေ့ကြမယ်နော်။ Bye bye ။